သူစားစောင်းရောက်နေရလားကြိုင်းစောင်းလိုက်ရလားမစောင်းရပါဘူးငါလည်းအခုလေတင်းရောက်တာရော့ဒီမှာနင်းလောက်ရတဲ့အနေနဲ့လက်ဆောင်ဝင်ဝင်ပေးနေလို့နည်းနည်းလေးကြာသွားတာဟဲကျေးဇူးပါနင်းကြိုက်တဲ့လောက်စားနော်အာမနာနဲ့ဟာဒါဆိုအစတုန်းကငါ့ကိုကြိုက်တဲ့လောက်ဝယ်ကျွေးဖို့ plan မရှိဘူးဆိုပါတော့အဲ့လိုလည်းမဟုတ်ပါဘူးနင်းကလည်းကဲမှမှ Okay ဒါဆိုငါမှာလာရုံးမယ်ဒါနဲ့နင်းရောအခုတော့အလုပ်လုပ်ရတာအကုန်စီပြည့်တယ်ဟုတ် ဒီလိုပါပဲဟာအဆင်မပြေတာဒီတော့ရှိတာပေါ့ဒါပေမဲ့အကောင်းဆုံးစူးစမ်းရင်နောက်ဆုံးတော့အဆင်ပြေတော့တာပါပဲလေอืมဒါနဲ့အလုတ်ခင်မတရားနဲ့တရားဘလို့ပေါင်းလေးရှိလဲငါကိုဆောင်းရင်ရှောင်းရင်ပြောပြပေးပါအောင်အများဖြစ်တော့ငါအခုလုံးလုံးစေ work from home ဆိုတော့လူတွေနဲ့အပြင်မှာတိတ်မတွေ့ရဘူးလေဒါပေမဲ့နောက်ကိုကရုံးသွားတော့ဆိုရင်တော့လုံးမှာတရားနဲ့တရား face to face တွေ့ရတာဆိုတော့စကားပြောတဲ့အခါစကားလုံးအသုံးနှုန်းကိုရွေးပြီးပြောဖို့ကအရေးကြီးဆုံးပဲ ဒါပြင်စကားပြောရခါပြောတဲ့သူကိုမျက်နှာချင်းဆိုင်ပြီးတော့ပြောတာကိုနီဟန်ထားတွေကိုတတိထားရမျိုးတွေလောက်ရတာပေါ့ကွာဒီကားကတော့ face to face ဆိုတဲ့အတိုင်းပို့ပြီးတော့တတိထားရတာပေါ့အင်းဟုတ်တယ်နော်ငါမြင်ပြောရင်တော့အရေးကြီးဆုံးကရှင်းလင်းပြသပြီးတော့တူတူနဲ့လူရင်းရအောင်ပြောဖို့ပဲကွာတခုခုဆိုမေကွန်တီကြမေးတာတို့ကို idea ကိုရှင်းရှင်းလင်းလင်းပြောပြတာမျိုးတော့ပေါ့ပြီးတော့မသိရင်လည်းမသိဘူးလို့ဝန်ခံလိုက်တာကပိုကောင်းတယ်လေ အင်းဟုတ်တယ်ပုပ်ပင်လေးထုတ်ပြောတာကအရေးကြီးတယ်ဒါဒီမကသေးဘူးငါတို့စကားပြောတဲ့အခါမှာစကားလုံးတွေကိုဂယုတက်ဆိုင်ရွေးချယ်ပြောဖို့ကလည်းအရေးကြီးတယ်ဥပမာခက်ခဲတဲ့အကြောင်းအရာတွေကိုဆွေးနွေးတဲ့အခါမှာတော့မှရင်ရင်ကြည်ကြည်နဲ့လေးလေးစားစားအပြူသဘောဆောင်နဲ့ဟန်ပန်နဲ့ပြောဆိုတာကယုံကြည်မှုကိုတိဆောက်ပေးနိုင်တယ်လေပြီးတော့အလုံးမှာဘယ်လိုဆက်သွယ်ရမလဲဆိုတာလည်းသိဖို့လိုသေးတယ်อืม ဥပမာစာရက်စာတမ်းနဲ့ record မှတ်ဖို့အတွက်ဆိုရင်လို့ရှိရင် email ကတဆင်သွားပြီးတော့မြန်မြန်ဆန်ဆန်ပြောဖို့လိုအပ်တာတွေက message ကနေပို့တာပိုကောင်းတာပေါ့ရှုပ်ထွေးတဲ့အလုပ်ကိစ္စတွေကိုဆွေးနွေးဖို့ဆိုရင်တော့ meeting လောက်တာကအဆင်ပြေဆုံးပဲလေအာနောက် feedback ပေးတဲ့အခါကျလို့ရှိရင်ငါကတော့ sandwich နီးကိုအသုံးပြုဖို့အကြံပေးခြင်းနဲ့ဆောင်ဝယ်နီးဆိုတာကပါလေငါမတည်ဘူးရော sandwich နီးဆိုတာကအာဝေဖန်ကြံပြူတဲ့ဟာတွေကိုပေါ့လေဥပမာအာအစိုးတွေကိုချီးမွမ်းတဲ့အကောင်းနဲ့နှစ်ခုရောပြီးတော့ပြောတဲ့ဟာကို sandwich နီးလို့ခေါ်တာအာဥပမာပြောပြရင်မောင်မောင်ကအစီရင်ခံစာကိုအမားမြိုင်းနဲ့လှုပ်လာတယ်ဆိုပါတော့အဲ့တော့သူ့ကိုဒီတစ်ခါတင်တဲ့အစီရင်ခံစာကိုအချိန်မီတင်နိုင်တယ်ဒေတာတွေလည်းပြည့်စုံတယ်လို့အရင်ဆုံးချီးကျူးပြီးတော့မှ ဒီတစ်ခေါက်အစီရင်ခံစာမှာတော့စကလုံးအမားလေးတွေပါတာမို့လို့နောက်တစ်ခါကြာလို့ရှိရင်ဒီလိုမျိုးဟာလေးတွေကိုမမားရအောင်တေချာပြန်ဆင့်တော့ဆိုပြီးကြားမှာအကျဉ်းပြုတင်တာလေးတွေကိုထည့်လိုက်တယ်ပြီးရင်ဒီလောက်မြန်မြန်ဆက်ဆက်အည်သွေးကောင်းတဲ့အလုပ်ကိုလုပ်နိုင်တာကတော့တကယ်အထောက်ကူကြီးရင်တော့လို့နောက်ဆုံးမှအားပေးတဲ့ပုံစံမျိုးလေးနဲ့ထပ်ပြီးတော့အာပြောလိုက်တာကဆန်ဝစ်နီလို့ခေါ်တယ်ကွာ။ကောင်းမြတ်နေဥမာပေးကောင်းပုံက9000မျိုးပါသွားတယ်။ဒါမှမဟုတ်နင်းစကားပြောတာဒီလောက်ကောင်းတာကို နောက်ဆုံးကလည်းဖိဘက်ပေးတဲ့အခါမှာ sandwich မျိုးကိုတုံးပြီးတော့ပေးရမယ်။ဒါနဲ့လေနင်ပြောခဲ့တယ်လို့ email တွေပို့တဲ့အခါမှာမှတ်ပိုးမိတဲ့အခါမျိုးဖြစ်ရင်ဘယ်လိုလုပ်ရမလဲ။တကယ်လို့အမားလုပ်မိရင်တော့မှတာဝန်ယူတာမျိုးနောက်ပြီးအမှန်တိုင်းလေးလေးစားစားနဲ့ကိုမှားချောင်းကိုပြောပြပေးတာမျိုးကလုပ်ဖို့လိုအပ်တယ်။ဒါမှကိုယ့်ကိုယုံကြည်မှုရှိလာမှာလေ။ဒါပြင်သူများတွေကိုအီးမေးလ်ဒါမှမဟုတ်စာပို့တဲ့အခါမှာစကလုံးအသုံးနှုံးမှန်ကန်ဖို့နဲ့အမှားယူမရှိအောင်သတိထားဖို့ကလည်းအရေးကြီးတယ် အေးနော်နောက်တစ်ခုအရေးကြီးတာကနားထောင်တတ်ဖို့ပဲကွာတဖက်လူပြောနေတဲ့အချိန်မှာကြားဖြတ်မပြောဘဲနဲ့သူပြောပြီးတော့မှကိုပြောချင်တာကိုပြောတတ်ဖို့လေလို့ရတယ်။ပြီးတော့မီတင်နေမှာဆိုလို့ရှိရင်လည်းကိုယ့်လက်ရောက်တဲ့အခါမှာပြောရင်ဟာကိုပြောချင်တဲ့အကြောင်းအရာကိုတေချာပြင်ဆင်ပြီးပြောဆိုရင်ဟာမျိုးတွေကပိုပြီးတော့ professional ဆန်တယ်လို့ငါကတော့မြင်နေ။ဟုတ်တယ်နော်နင်အကြံပေးတာတွေကကောင်းလိုက်တာ။ငါလည်းအခုအလုံးဝင်ခါစားဆိုတော့အဲ့လိုမျိုးတွေတတိထားမယ်။အေးပေါ့ အစာပိုင်းကတော့နည်းနည်းအကျက်စလို့ရတာခက်ပေမဲ့နောက်ကျရင်တော့အဆင်ပြေသွားမှာပါကွာအေးကဲကောင်းမြတ်နင်အခုလိုရှင်းပြပေးတဲ့အတွက်ဘိုက်လဲစာနေပါပဲငါလည်းဘိုက်စာနေပြီမှာကြရအောင်လေအေးငါရောပဲစကားသာပြောနေရတာဘိုက်ကစားပါပြီဒါဆိုငါတို့စားလိုက်ရအောင်လေ